ဆက်ပြီးတော့ mouse ဘယ်လိုသုံးရလဲဆိုတာလေးပြောပါမယ်เนาะ mouse မှာဆိုရင် left click လို့ခေါ်တယ်ဒီ left button ရှိတယ်เนาะ right click လို့ခေါ်တယ်ဒီ right button ရှိတယ် mouse go wheel ဆိုရင်ဒီဘိန်းလုံးလေးရှိပါတယ်เนาะဒီ left button ကိုတော့เนาะဒီ select လုပ်တဲ့အခါမှာတိကသုံးပါတယ်သူကတော့သုံးများဆုံးပါပဲเนาะ right click ကိုကကြတော့ဒီ option menu ကိုဖွင့်ဖို့အတွက်သုံးပါတယ်เนาะ right click ကို စကိုဝီကတော့ဒီဘိန်လုံးလေးကိုအဲဒွန်းရွှေပေါ်အောင်ဒွန်းရွှေလုပ်ပြီးတော့သုံးရပါတယ်ဒီ double clip button ဆိုတာကတော့အဲတချို့ mouse တွေမှာပါတတ်ပါတယ်နော်ဟိုတစ်ခုခုကို file တစ်ခုကိုဖွင့်မယ်ဆိုရင်ဒီ left click ကိုနှစ်ချက်ဆက်တိုင်းနှိပ်ပြီးဖွင့်ရပါတယ်နော်အဲ့ဒီနှစ်ချက်ဆက်တိုင်းနှိပ်ရမယ်စာနော်ဒီဒီဒီ button လေးကိုတစ်ချက်နှိပ်ရုံနဲ့သုံးလို့ရအောင်လို့ထည့်ထားတာပါနော်သူက file အဲ mouse တိုင်းမှာတော့မပါတတ်ပါဘူးနော်တချို့ mouse တွေမှာပါတတ်ပါတယ်နော်အဓိကမှတ်ရမှာတော့ left click right click နဲ့ scroll ဝေးပါတယ်เนาะ left click ကတော့ select လုပ်ဖို့အတွက်အဓိကတော့လေသူကအသုံးများဆုံးလေးဖြစ်ပါတယ်เนาะအဲ့တော့ဒီ left click လေးအဲကိုအရင်ဆုံးစပြောမယ်เนาะတုံ့တုံ့လေးအဲ့တော့အခုဒီမှာမြင်နေရတာလေးကတော့ကျွန်မ mouse ကိုလှုပ်ရှားနေတဲ့အတိုင်းသူကရွေ့နေတယ်เนาะဒါလေးကို pointer လို့ခေါ်ပါတယ်ဒီများလေးကိုเนาะအဲ့တော့ဒီ file လေးကိုဖွင့်မယ်เนาะဒီ file လေးကိုဖွင့်မယ်ဆိုရင်သူ့ပေါ်မှာ pointer လေးကိုထောက်ထောက်ပြီးရင် နော် left click နော်ဒီ left click ကိုတစ်ချက်နှိပ်ရဒါဆိုရင် highlight ဖြစ်သွားတယ်ဒါကို select လုပ်ပြီးတော့ခေါ်ပါတယ်နော်အဲ့တော့ left left click တစ်ချက်နှိပ်လိုက်တာ select လုပ်တာပါပြီးတော့နှစ်ချက်စတိုက်နှိပ်တာဖွင့်တာနော်နော် left click ကိုတစ်ချက်နှိပ်တာဆက်လုပ်တာနှစ်ချက်စတိုက်နှိပ်တာကဖွင့်တာနော်အဲ့တော့ file ဖွင့်ပုံလေးဒီနည်းသိပါလိမ့်နော်ဒါဆို file ကြီးပွင့်လာနော်အဲ့တော့ပိတ်မယ်ပိတ်မယ်ဆိုရင်ဒီဘက်ညာဘက်တောင်ဆုံးမှာ တစ်ချိန်ကပုံပြီးနေ close button လေးရှိပါတယ်။သူ့ကို left click တစ်ချက်နေလိုက်ဒါဆိုရင်ပိတ်သွားမယ်။နော်။ဒါတော့ဟို left click နဲ့တုံးသွားတယ်။ပိတ်ပုံတစ်နည်းပထမတစ်နည်းပေါ့နော်။နောက်တစ်နည်းကတော့ file ကိုဖွင့်မယ်ဆိုရင် left click နဲ့ညစ်စတိုင်နေမယ်။နောက်ဖွင့်လာ။နောက်တစ်နည်းကတော့ file file ဆိုတာလေးကို left click လို့ရှိရင် exit left click ဒါဆိုလေ file ကိုပိတ်သွားမှာ။ ဖိုင်အင်စစ်နဲ့ပိတ်တာပါနော်အဲဆိုရင်ဖိုင်ပိတ်ပုံပိတ်နည်းနှစ်နည်းရှိပါပြီနော်အဲနှစ်နည်းလို့အားလုံးကဒီ left click နဲ့ပဲတုံးသွားတာနော် left click နဲ့ပဲတုံးသွားတာနောက်တစ်ခါဒီ right click လေးအကြောင်းပြောမယ်နော်အဲ့တော့ဒီပုံမှာ pointer လေးထောက်ပြီး right click လေးနဲ့ကြည့်လိုက်ဒါဆိုရင်ဒီမှာ option တွေပေါ်လာပါတယ်နော်ဖွင့်ခြင်းလဲဆိုရင် open ကို left click နဲ့နှိပ်လိုက်နော်ဒါဆိုဖိုင်ကြီးပွင့်လာပါတယ်နော်အဲ့တော့ဖိုင်ကို ဆိုဆိုလို့နှစ်ချက်စတိုင်းနှိပ်ပြီးဖွင့်လဲရတယ် left click နဲ့เนาะဒီပေါ်မှာ right click နှိပ်ပြီးဒီနေရာကနေ open ဒါပေမဲ့ open ကိုနှိပ်တဲ့အခါမှာတော့ left click ကိုပဲသုံးပါပါเนาะဟောရေခုနကတော့ပြောခဲ့တဲ့အတိုင်း left click ဆိုတာ select လုပ်တဲ့နေရာမှာသုံးတယ်အဓိကအသုံးတယ်เนาะသူကအသုံးများဆုံးလည်းဖြစ်တယ်လို့ပြောခဲ့တယ်เนาะအဲ့တော့ open ကိုရွေးချင်တယ်ဆိုရင် select လုပ်မှာဖြစ်တဲ့အတွက်ကြောင့် open ရဲ့ left click ကိုပဲသုံးရမယ်เนาะเนาะအဲကိုကဒီမှာ open လုပ်မယ်ဆို open ပေါ့เนาะအဲ print လုပ်ရှင်လဲ print ပေါ့ เนาะ cut copy နော် delete လုပ်ချင်ရင် delete rename ဆိုရင် rename ပေါ့ဒါတွေကိုကြိုက်တဲ့ option ကိုရွေးလို့ရပါတယ်เนาะအဲ့ option ကိုရွေးတဲ့ select လုပ်တဲ့ခါတိုင်းမှာတော့ left click ကိုပဲသုံးပါပါเนาะဟုတ်ပြီဒါလေးကိုပိတ်မယ်ဆိုလို့ရှိရင် file select လုပ်ပြီးရင် exit select လုပ်လိုက်เนาะဒါလေးပိတ်သွားပါပြီဒါကတော့ဒီ file လေးပုံမှာ right click နှိပ်လိုက်တဲ့အခါမှာ file နဲ့ပတ်သက်တဲ့ option တွေပေါ်လာတယ်အဲ့ထည့်ရကိုကြိုက်တာကိုယူပြီးလုပ်လို့ရတယ်နော် desktop ပေါ်မှာ right click လေးနှိပ်ကြည့်မယ်ဒါဆိုရင်တော့ desktop နဲ့ပတ်သက်တဲ့ option တွေပေါ်လာပါတယ်နော် desktop နဲ့ပတ်သက်ပြီးကိုလုပ်ချင်တာတွေကိုထပ်ပြီးရွေးချယ်လို့ရပါတယ်နော်အဲဒါတွေကိုရွေးမယ်ဆိုရင်တော့ပြောခဲ့တဲ့အတိုင်း select select လုပ်တယ်ဆိုရင် left click ကိုတော့တောင်းရမှာပါနော်နောက်တစ်ခါဒီပုံလေးဒီပုံလေးရဲ့ option တွေကိုရွေးချင်တယ်ဆိုရင်သူ့ပုံမှာ တာ click နဲ့လိုက်ရင်ဒီပုံလေးနဲ့ပတ်သက်တဲ့ option တွေပေါ်လာပါတယ်နော်ဒါကြောင့်ဒီ right click က option menu ကိုဖွင့်တယ်လို့ပြောတဲ့ပြောခဲ့တဲ့အတိုင်းပဲနော်သူနှိပ်တဲ့နေရာပေါ် mode view option တွေကတော့တူမှာမဟုတ်ပါဘူးနော်နောက်ကဒီ score wheel နဲ့ပတ်သက်ပြီးပြောမယ်နော်ဒီပါဆိုရင် PDF file တခုဖွင့်ပြပါမယ် နော်အခုဒီမှာဒီ e-poll လေးကိုဖတ်တော့မယ်ပေါ့နော်ဖတ်ချင်တယ်ဆိုတော့အောက်ကစာရုံမြင်နေတယ်ဆိုရင်ဒီအဲဘိန်းလုံးလေးကိုအောက်ကိုဆွဲချောက်ပါပါနော်အောက်ကိုအောက်ကိုဆွဲချောက်ပါမယ်နော်ဒါဆိုအောက်ကစာရုံမြင်ရပါတယ်ကိုလိုချင်တဲ့နေရာရအောင်ရက်လိုက်ပေါ့နော်ဟမ်ဟောဆက်ဖတ်မယ်ဆွဲချောက်ပါနော်အပေါ်ကိုပြန်မြင်နေတယ်ဆိုဘိန်းလုံးလေးကိုပုံဆွတ်တင်လိုက်မယ်နော်ဘိန်းလုံးလေးကိုပုံဆွတ်တင်ပါမယ်နော်စကောဝီရဲ့သဘောတရားတော့ဒီတိုင်းပါပဲနော်ဒါလေးပါပဲနော်စကောဝီရတော့ ဟုတ်ပြီ။ဒါဆိုရင်အဲဒီမှာရှိရဲ့ button လေးတွေအကြောင်းထပ်ပြောပြမယ်နော်။ဒီမှာဆိုရင်တောင် minimize button လို့ခေါ်ပါတယ်နော်။သူ့ကိုမှထောက်ကြည့်လိုက် pointer လေးနဲ့ထောက်ကြည့်လိုက်။ထောက်ကြည့်လိုက်ပြီဆိုရင် minimize ဆိုပြီးတော့ပေါ်ပါတယ်နော်။ဒါလေးကိုနှိပ်ကြည့်လိုက်မယ်နော်ဘယ်လိုဖြစ်သွားလဲသိအောင်။ဒါဆိုရင် window လေးကပြတ်သွားတယ်။ဘယ်ရောက်သွားလဲဆိုဒီ task bar ကိုရောက်သွားတာပါနော်။အစောကဒီတက်စွားအကြောင်းရှင်းပြတော့ဟာပြောခဲ့တာလေးရှိပါတယ်။နော်ဟိုကို file တွေကိုလုံးဝမပိတ်သေးဘူးဆိုရင်ဒီ test swap ပေါ်မှာဒီလိုမျိုးလေးပေါ်နေတယ်လို့ပြောခဲ့ပါအဲ့ဒါ minimize လုပ်ထားတာပါနော် minimize လုပ်လိုက်ရင်သူကနော်ဒီ test swap ပေါ်မှာဒီလိုမျိုးလေးရောက်သွားပါတယ်နော် test swap ပေါ်မှာလုံးမျိုးလေးမြင်ရပါတယ်အဲ့ဒါကိုပြန်ဖွင့်ချင်တယ်ဆိုရင်ဒါကို left click လေးနဲ့ပြီးတော့ပြန်ဖွင့်လို့ရပါတယ်နော်ပြန်ဖွင့်လို့ရပါတယ်နော်အဲ့တော့ဒီ minimize အကြောင်းလေးသိသွားပြီနော် window ခဏဖြောက်ထားတဲ့ဘောပါနော်နော်ခဏဖြောက်ထားတဲ့ဘောနောက်တစ်ခုကတော့ဒီ button လေးပါ သူကတော့ restore down လို့ခေါ်တယ်နော် restore down ဆိုတာ window လေးကိုချုပ်လိုက်တယ်နော် window လေး window site အသေးလေးမြင်ကျင်နေဆိုရင်သူ့ကိုနှိပ်လိုက်ဒါဆို window က site အသေးလေးဖြစ်သွားပါတယ်နော်နောက်တစ်ခုခုအခုဒီမှာကျွန်မဒီ mouse လေးနဲ့ရွှေ့လိုက်တာ mouse ကိုဖိပြီးတော့ရွှေ့တာနော် mouse ကိုဖိပြီးတော့ဒီပုံမှာအဒီ window ပေါ်မှာ mouse ကိုဖိပြီးတော့ဒီလိုလေးရွှေ့လို့ရတယ်နော် window လေးကအောက်ကဟာမမြင်ရတော့ဘူး window လေးကိုရွှေ့နေနော်ဒါကတော့ mouse drawing one ဖြစ်ပြီးလွတ်တက်သွားပါလိမ့်မယ်နော် နော်အဲဝင်းဒိုးကိုအကြီးပြင်မြင်ရှင်တယ်ပေါ့နော်ဝင်းဒိုးအပြည့်ပြင်မြင်ရှင်တယ်ဆိုရင်မထောက်ကြည့်လိုက် maximize လို့ပေါ့သူ့ကိုပဲပြင်နှိပ်လိုက်နော်အဲတော့ဝင်းဒိုးကို site အသေးပြောင်းချင်ရင် restore down ပြန်ကြည့်ရှင်တယ်ဆိုရင် this maximize နော်နော်ခဏဖြောက်ထားရှင်တယ်ဆိုရင် minimize နော်ဟုတ်ပြီ that's why ပေါ့ရောက်သွားတဲ့ဟာကိုပြန်ဖွင့်ရှင်ရင် left click တစ်ချက်ပြန်နှိမ့်လာဟုတ်ပြီနော်နောက်တစ်ခါပိတ်မယ်ဆိုရင်မီနူးကနေအိမ်စင်းနဲ့ပိတ်လို့ရတယ်နော်နောက်တစ်နည်းကဒီ close button နဲ့ပိတ်လို့ရတယ်နော် အဆိုတော့ဒါဒီ file ဖွင့်တာပိတ်တာလေးရောနော်နောက်တစ်ခါဒီ minimize maximize button လေးနော်ဒါလေးတော်တော်လေးနားလည်သွားလောက်ပါနော်ဘယ်လိုလုပ်စေ minimize လေးပြန်လုပ်ထားမယ်နော် now အခုလုတ်ပြသွားတာဒီမှာအဓိကကဒီ left click လေးပဲသုံးထားတာပါနော်အဲ့ဒါလေးကိုတစ်ချက်ထေချာလေးမှတ်ထားပြီးပါနော်အခုပြသွားတာဒီမှာအားလုံးက left click က select လုပ်ရင်သုံးတယ်လို့ပြောခဲ့ပါတယ်နော် အဲ့တော့အကုန်လုံးဟို left click ကိုပဲတုံးသွားတာเนาะ right click က option menu ဖွင့်ဖို့အတွက်ပဲတုံးပါတယ်เนาะ right click က option တွေကိုရွေးရွေးချယ်ဖို့အတွက်ကိုလည်းဒီ left click နဲ့ပဲ left click ပဲနှိပ်ရပါတယ်เนาะအဲ့ဒါလေးကိုသေချာမှတ်ထားရင်ရပါတယ်เนาะဒါဆိုရင်တော့ဒီ mouse နဲ့ပတ်သက်တာ file ဖွင့်ပိတ်လောက်တာလေးတွေကိုတော်တော်လေးနားလည်သွားတော့ပါတယ်เนาะ